ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူဖော်မချင်းကနေကြိုဆိုပါရစေညကကဘာဖလားခြေစပွဲတွေကစားကြတဲ့နေရာမှာအိုင်ယန်လန်နဲ့ပိုတူဂီပွဲကစားခဲ့ပြီးတော့အိုင်ယန်လန်ကနှစ်ဂိုးကိုမရှိဆိုတဲ့ရလနဲ့အနိုင်ရတဲ့ပိုတူဂီကိုအဲ့ဒီပွဲမှာကျွန်တော်အားလုံးလည်းသိတဲ့အတိုင်းပဲတိုက်စစ်ကစားမှဖြစ်တဲ့ခရစ္စတီယာနိုရိုနယ်ဒိုကတိုက်ရိုက်အနီကထိသွားတယ်ဘောနော်ဆိုတော့ violent contact နဲ့အနီကထိသွားတော့သူနှစ်ပွဲပေခံရမယ်ဒါဟာပိုတူဂီအတွက်တည်ငောင်းတော့ကျွန်တော်မဟုတ်ပါဘူးဆိုတော့ပိုတူဂီအဲ့အဲ့ဒီပွဲမှာ ဒါရာဝူရှိကိုဘယ်လိုပြောမလဲခရစ္စတီယန်ရိုနယ်ဒိုကဒရောင်နဲ့တွက်ခဲ့တယ်ဆိုပြီးတော့တိုက်ရိုက်အနီးကနေထုတ်ပယ်ခဲ့တာပေါ့လေဒါဟာခရစ္စတီယန်ရိုနယ်ဒိုရဲ့ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝကစားခဲ့တဲ့226ပွဲမြောက်မှာပထမဆုံးဆိုသလိုသူတို့ဒါတိုက်ရိုက်အနီးကထိတယ်ပေါ့နော်တိုက်ရိုက်အနီးကထိပြီးတော့ရိုနယ်ဒိုအနေနဲ့ကျွန်တော်အရေးကြီးပါတယ်ဆိုတဲ့ပွဲစဉ်တွေကိုလွဲချော်တော့မှာဒါပါတော့အခုဥပမာဆိုလို့ရှိရင်ကျွန်တော်ပေါ်တူဂီကလောလောဆယ်မှာကမ္ဘာပလားခြေစစ်ပွဲမအောင်သေးဘူးမအောင်သေးတော့လာမယ့် တို့အာမေးနီးယားနဲ့ကစားမဲ့ပေါ်တူဂီမြန်မာကစားမဲ့အာမေးနီးယားနဲ့ပွဲမှာသူလုံးဝလွဲချော်မယ်တို့လွဲချော်မယ်ပေါ့နော်ပါလဲဆိုတော့ရိုနယ်ဒိုဟာဒီကဘာဖလားပြီးရင်သူထပ်ပြီးတော့ကစားမှာမဟုတ်တော့ဘူးအဲ့တော့ဒါခရစ္စတီယာနိုရိုနယ်ဒိုရဲ့နောက်ဆုံးသောကဘာဖလားခြေစစ်ပွဲကစားခဲ့တဲ့ပွဲပါတကယ်တမ်းကအာမေးနီးယားနဲ့ပွဲထီသူ့ကိုကျွန်တော်ကမြင်ရမှာဆိုတော့အနီကက်ထီတယ်ဆိုတဲ့အခါကျတော့သူနှစ်ပွဲဆက်နှစ်ပွဲသူလွဲချော်မယ်ပေါ့လေအဲ့ဒီတော့ ဒါသူတို့အိုင်ယာလန်ကိုနှစ်ဂိုးကိုမရှိနဲ့ရှုံးနေခဲ့တဲ့ပွဲဒီခရစ္စတီယာနိုရိုနယ်ဒိုရဲ့နောက်ဆုံးသောကမ္ဘာဖလားခြေစစ်ပွဲကစားခြင်းပဲဒါစဉ်းစားကြည့်နော်ကျွန်တော်တို့ဘောလုံးလောကမှာ25နှစ်လောက်ဖြစ်တန်းလာတဲ့ကစားမတယောက်ဘလွန်ဒီယောကို၅ချိန်လုံးရထားတဲ့ကစားမတယောက်ရဲ့နောက်ဆုံးသောကမ္ဘာဖလားခြေစစ်ပွဲပါအိုင်ယာလန်ကိုတူးစီးနဲ့ရှုံးနေခဲ့တဲ့ပွဲကအဲ့ဒါတွေမကသေးဘူးပြန်နော်ပေါ်တူဂီတို့ရဲ့တရင်စိုးကဘာလဲဆိုတော့ အဲအဲ့ဒါတွေမကသေးဘူးပေါ့နော်ကျွန်တော်ဒီ iron armenia ကိုကျွန်တော်နှစ်ခုအာမေးနီးယားနဲ့ကစားမဲ့ခြေစစ်ပွဲတွေမကသေးဘူးအကယ်လို့မြန်ပေါ်တူဂီကတိုက်ရိုက်ပေါ့နော်တိုက်ရိုက်ခြေစစ်ပွဲအောင်နေဆိုရင်ရိုနယ်ဒိုက2026ခုနှစ်ကမ္ဘာဗလာပထမဦးဆုံးအုပ်စုပွဲစဉ်မှာသူကလွဲမှာဘာလို့လဲဆိုတော့ပုံမှန်အားဖြင့်ကျွန်တော်တိုက်ရိုက်အနည်းငယ်ဆို3 3ပွဲတွေပါတယ်ကျွန်တော်ပယ်တယ်ဒါပေမဲ့လို့ဒါ violent contact တွေပါတယ်ဆိုပြီးတော့သူများနေ2ပွဲလို့ပြောထားတယ်အဲ့တော့2ပွဲလွဲမြင်2ပွဲကိုလွဲမှာဆိုတော့ပေါ်တူဂီသား ကြားထဲမှာ playoff free bar တွေမဟုတ်ဘဲနေပေါ့နော်ထားပါတော့ playoff ဆိုလို့ချင်း playoff တပွဲရှိမယ်ဗျာအခုလက်ရှိအာမေးနီးယားနဲ့တပွဲရှိမယ်အဲ့ဒါပြီးလို့ရှိရင်ပေါ်တူဂီကဘာပလားခြေစစ်ပွဲအောင်နေဆိုလို့ရှိရင်ခြေစစ်ဟိုပါစီကဘာပလားမှာ အုပ်စုပွဲတင်မှာစပါမှာအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီရဲ့ကဘာပလားခြေစစ်ပွဲနောက်ဆုံးပွဲကိုလည်းသူလွဲမယ်2026ခုနှစ်ကဘာပလားပထမဆုံးပွဲကိုလည်းသူကလွဲမှာဒါအုပ်စုပွဲတင်မှာလည်းသူကလွဲမှာအကယ်လို့မြန်ခြေစစ်ပွဲအောင်နေဆိုရင်ပေါ့လေခြေစစ်ပွဲမအောင်ဘူးဆိုရင်တော့ ဒါသွားပြီပေါ့ဗျာနော်ရိုနယ်ဒိုကိုကျွန်တော်တို့ကကမ္ဘာလားမှာထပ်မတွေ့ရတော့ဘူးပေါ့နော်အဲမနိုင်ပြောရင်တော့ခြေစပွဲအောင်မှတော့ရမယ်ပိုရူဂီယားကောင်တွေခြေစပွဲအောင်မှတော့ကျွန်တော်ရမယ်အာမေးနီးယားကိုဗျာနော်သူတို့အာမေးနီးယားကိုသွားကစားတော့ငါးကိုကိုမရှိနဲ့အဝေးကွင်းမှာနိုင်ခဲ့တာပိုရူဂီမီမှာကစားမဲ့ပွဲရတော့မင်းဒီကောင်တွေရှုံးရှုံးသိနေကြအကြောင်းကိုမရှိဘူးဟုတ်တယ်မလားနော်နိုင်သိနေဆိုတော့ဟိုစိတ်စိတ်ပူပူကောင်းတာကအဲ့ကမ္ဘာမလားပဲကမ္ဘာမလား2026စပြီဆိုတော့ ਨੇ အုပ်စုပွဲစဉ်ကိုသူလွဲဖို့ရှိတယ် ပေါ်တူဂီကတိုက်ရိုက်တက်ရင်တက်ပေါ့နော်ကျွန်တော်တို့ကမုံပြုတ်တာပဲရှိရဆိုတော့တိုက်ရိုက်တော့တက်လိမ့်မယ်ထင်ပါတယ်အဲ့တော့သူကဘာမလားပထမဆုံးပွဲစဉ်ကိုသူလွဲမယ်ဆိုတော့တရင်ကောင်းတော့ကျွန်တော်မဟုတ်ဘူးဗျဘာကြောင့်လဲဆိုတော့ပေါ်တူဂီမှာတိုက်စင်မှုကောင်းအဲ့လောက်မရှိဘူးသိလားကျွန်တော်တို့ရိုနယ်ဒိုကိုအသက်40ရှိနေပြီနော်အသက်ကဘလောက်ဖြစ်နေပြီဘလူဘဝဖြစ်နေပြီကြိုက်တယ်လို့ကျွန်တော်ပြောလက်ရှိပေါ်တူဂီမှာ available ဖြစ်တဲ့တိုက်စစ်ကစားမတွေထဲမှာခရစ္စတီယိုရိုနယ်ဒိုတော့အားကိုးလို့ရတဲ့ကောင်မရှိဘူးအခုဆိုလို့ချင်းကျွန်တော် PSG ကဂွန်ဇာလိုရာမို့စ်တို့ဘာလို့ကျွန်တော်ရှိမယ် ဘလို့မှအဆင်မပြေဘူး။သူကနေသူ PSG မှာတောင်မှကစားကွင်းကနတ်မမှန်ဘူးဗျာ။နိုင်ငံလက်ရွေးစင်မှာအားကိုးရဖို့ဆိုတော်မျိုးကဘလို့မှကျွန်တော်မလွယ်ပါဘူး။ဘလို့မှကျွန်တော်မလွယ်ပါဘူး။အဲ့တော့ကျွန်တော်ဒီပွဲမှာကျွန်တော်ကျွန်တော်ဒီရိုနယ်ဒိုကိုလက်လွတ်ခဲ့ရတယ်။အနီကန်နဲ့လက်လွတ်ခဲ့ရတယ်ဆိုတော်မျိုးကနီးပြရောဘတ်တိုမာရီနက်စ်တို့တွေလည်းတော်တော်လေးကိုစိတ်ပျက်စရာကောင်းနေတယ်မှာပါတယ်လို့ကျွန်တော်ပြောရမယ်။အလုံးဝမဖြစ်ခဲ့သေးဘူး။မဖြစ်ခဲ့သေးဘူးဆိုတော့ရိုနယ်ဒိုလည်းမလွတ်ခဲ့သေးဘူးပေါ့နော်။ဒါမဲ့လို့သူ့ပဲနဲ့ဒရောင်စစ်တွေပိုင်းနဲ့သူအဲ့ဒရောင်နဲ့တွားပြီးတော့တွက်ဖို့လုပ်တယ်ဆိုတော့သူ ဖြစ်တင်มาတဲ့အနီးကပ်ကတော့ကျွန်တော်သာပြီးလေးရတယ်ပေါ့နော်ဒါစိတ်မကောင်းစရာပါမနိုင်ပြောရင်အဲတကယ်တမ်းကပေါ်တူဂီတို့အရေးကြီးလိုအပ်နေတဲ့အချိန်မျိုးမှာရိုနယ်ဒိုကအမြဲတမ်းရှိခဲ့တာဒါပေမဲ့အခုဆိုလို့ရှိရင်ပေါ်တူဂီတီခြေစပွဲအောင်ဖို့လိုတယ်နော်ခြေစပွဲအောင်ဖို့လိုတဲ့အချိန်မှာအမြဲတမ်းလိုလို့ကျွန်တော်ရှိမှာကျွန်တော်ရှိခဲ့တာဗျာရှေ့နှစ်ကမ္ဘာမလားတွေကိုကျွန်တော်ကြည့်ရင်ရိုနယ်ဒိုကြောင့်ကျွန်တော်နေတယ်ပေါ့နော်ကမ္ဘာမလားခြေစပွဲအောင်ခဲ့တယ်ဆိုတဲ့အရာကြီးပဲပေါ်တူဂီကိုကမ္ဘာမလားတွေပါလိကစားရအောင်ရိုနယ်ဒိုကအကုန်လုံးဒီပါဆွဲတင်ပေးခဲ့တဲ့ကာလာတွေကြီးပဲ အခုဆိုလို့ရှိရင်ပေါ်တူဂီကကမ္ဘာပလားခြေစစ်ပွဲတော်မှာအောင်မှုမတည်ရသေးတဲ့အချိန်ရိုနယ်ဒိုကလည်းအသက်40ဖြစ်နေတဲ့အချိန်မှာတိုက်ရိုက်အနီးကနေပါသူထိရဲဆိုတော့ပေါ်တူဂီအတွက်မတည်ကြမရည်ရတာတွေကျွန်တော်ဖြစ်လာပြီပေါ့နော်အဲဒီတည်းမှာကမ္ဘာပလားခြေစစ်ပွဲအောင်ခဲ့တယ်ဆိုရင်တော့မှပထမဆုံးကျွန်တော်အုပ်စုပွဲစဉ်ကိုလွှဲမယ့်အနေထားမျိုးဆိုတော့လေအချိန်ကြီးကလုံးဝကောင်းတဲ့အနေထားမျိုးကျွန်တော်ဖြစ်မနေပါဘူးဆိုတော့ဒါကတော့လက်ရှိမှာဆိုလို့ရှိရင်ပေါ်တူဂီနေတဲ့တိုက်စစ်ပြည်တနာကြုံရနိုင်တဲ့အနေထားပေါ့လေ ခရစ်စတီယန်ရိုနယ်ဒိုအနီးကဲကြောင်းပေါ့နော်ကျွန်တော်တို့ကတကယ်အရေးကြီးတဲ့ပွဲစဉ်နှစ်ပွဲလောက်ကိုလွဲချော်ဖို့ရှိတယ်ညီကလို့ရောဘယ်လိုမြင်ကြလဲကျွန်တော်နေရရိုနယ်ဒိုနေရာမှာဘယ်ကစားမကအကောင်ဆုံးကစားနိုင်နေမြင်လို့ထင်ကြလဲဆွနေကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်